ဩစတြေးလျနိုင်ငံရွှေအောင်ကန်းကြီးတနေရာမှာတော့အတွဲတွဲကရေကူးနေကြပါတယ်။သူတို့ရဲ့လေကိုတနေရာမှာကြောက်ချထားပါတယ်။ရုတ်တရက်ဆိုလိုငမန်းမြို့တကောင်ကူးလာပြီးတော့တိုက်ခိုက်တဲ့အတွက်လေပေါ်အရောက်တက်ကြတယ်။မိန်းကလေးကတော့အပေါ်ကိုရောက်သွားပြီးမြောက်ကြလေးကတော့ငမန်းကရေထဲဆွဲထားကိုခံလိုက်ရပါပြီ။ကောင်မလေးကလေပေါ်ကိုအမြန်တက်ပြီးမြလေချိုးပြတ်သွားတဲ့အခါလေလာတဲ့လက်တန်းကြောင့်အချိန်နဲ့ရိုက်ခင်ရပြီးတော့အောက်ကိုပြုတ်ကျသွားပါတယ်။ရေထဲမှာမိသွားတာကငမန်းတီတွက်ခွင်းကောင်းဖြစ်သွားပါပြီ။တနေရာမှာတော့တတိဆိုသူကလမ်းမြတယောက်ဖြစ်ပါတယ်။တတိကခီးသွားကုမ္ပဏီတစ်ခုကိုသူ့ရဲ့ချစ်သူမင်းနဲ့တူထောင်ထားပါတယ်။သူတို့တွေကခီးတွေကိုဩစတြေးလျကန်းကြီးတစ်လျှောက်တားကျင်တဲ့နေရာတွေကိုလိုက်ပို့ပါတယ်။အကျွေးတက်နေပြီဖြစ်တဲ့အတွက်လုံ ုံကပိတ်သိမ်းရမလို့ဖြစ်လာပြီ။ဘဏ်ကနေလည်းဖုံးဆက်ပြီးတော့ငွေလန်းတောင်းနေပါပြီ။ တောက်ဆင်းကျပဲသူတို့တွေကပြပြလေးပြီးပြီးတော့ဇွတ်ဇွတ်တွေလွှဲလိုက်ကြတယ်။၃မိနစ်ကြာမှတော့သူတို့ရဲ့စီးပွားရေးတွေကြောင်းအနာကတ်တွေကြောင်းပြောရင်းနဲ့မင်းင်းကတတ်ထိပ်မာယုကိုပုတ်တယ်။အဲ့ဒီမာယုကဟိုးရင်တော့ငမန်းကိုက်ထားတာကိုခံခဲ့ရတာပါ။နောက်နေ့နေ့လေသူတို့လေရင်ကိုငားရင်နဲ့ခီးတဲ့ကဖုံးလန့်ဆက်တဲ့အတွက်နှစ်ယောက်သားပြောသွားကြပါတယ်။ဧသည်တွေကငရဲကြောက်တန့်စီကိုသွားကျင်နေကြတာပါ။နောက်နေ့မှာတော့ဧသည်တွေဖြစ်တဲ့ကိုဂျိုးနဲ့မိချေကရောက်လာကြတယ်။အချင်းချင်းမိတ်ဆက်လိုက်ပြီးနောက်မှာတော့သူတို့သွားကျင်နေနေရာကိုလိုက်ဖို့ပြပါတယ်။လေမော်မာတမင်းချက်ယုံလေးကပါလာတယ်။ယုံလေးကမိချေကိုကြည့်ပြီးတော့စိတ်ဝင်စားသွားမိပါတယ်။ကိုဂျိုးကတော့ငရဲတော့ငားရင်နဲ့ဖူးတဲ့အတွက်ရေကိုကြောက်နေပါပြီ။ဒါအောင်မြင်ပြီးတော့ယုံလေးကစားနောက်နေတဲ့အတွက်တတိကစကားဝင် င်ပြောရတယ်ဒီချိန်မှာဆိုရင်တော့ငမန်းတွေကရွှေအောင်ကြောက်တန်းနေမှာပဲပေါ်လာတဲ့အကြောင်းပြောလိုက်ပါတယ်ထက်ဆောင်အနေနဲ့မင်းင်းကသူ့ရဲ့ချစ်သူကရေတက်ကအနဝါစီဝပီတာပညာရှင်ဖြစ်ခဲ့ကြောင်းပြောပါတယ်အဲနောက်တက်ဒီကသူ့ချစ်တော်ကအမယုတ်ကိုပြပြီးတော့ရွှေအောင်မှာတဘာဝစနစ်ကြောင်းလေးလာနေရင်တိုက်ခတ်ခံရတဲ့အတွေ့အကြုံကိုပြောပြတယ်တောင်းမဲ့နေရာမှာငမန်းတွေမလာတဲ့ဘူးဆိုပေမဲ့သတိထားဖို့လည်းအကြံပြုပါတယ်အဲနောက်မှာတော့ငရဲကြောက်တန်းရဲ့တနေရာမှာလေးငိုရက်လိုက်ပါတယ်ရေနုံကဒီကြောက်တန်းကိုအင်ပါယာကြောက်တန်းလို့ခေါ်ခံရပြီးတော့တင်းမော့ဖြစ်စီသွားတဲ့အဖြစ်အပျက်တခုကြောင့်ငရဲကြောက်တန်းလို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်အဲတုန်းကလူ၁၈ယောက်မှာတယောက်တည်းသာအသက်ရှင်ကြောင်းရှင်ပြတယ်မိချေကအဲတယောက်ကတည်ဆုံသွားတဲ့သူ့ရဲ့အဖို့ပြကြောင်းရှင်ပြပါတယ်ယုံလေးက လည်းသူတို့စကားဝိုင်းနဲ့ဝင်လာပြီးတော့အော်တိုဘာ၁၂ရက်နေ့1950ခုနှစ်မှာဖြစ်ခဲ့ရလို့ဝင်ပြောပါတယ်။ဒါကိုသိနေတဲ့အတွက်မိချေကအံ့ဩသွားတယ်။တကယ်တော့ရွှေအောင်ကြောက်တန်းတစ်ချောင်းမှာမိချေအဖိုးရဲ့ကုန်သွင်းကကြောက်ကြတဲ့အတွက်ယုံလေးကသိနေရဖြစ်ပါတယ်။မိချေအခုလိုလာတဲ့အကြောင်းရင်းကလည်းအဖိုးရဲ့နောက်ဆုံးဆန္ဒအရသူ့လူတွေတည်ဆုံသွားတဲ့နေရာမှာပြောက်အောင်ကျဲပြရမှာဖြစ်ပါတယ်။အတွင်းအတွင်းကကိုစီလန်းလျှောက်ထွက်တဲ့ချိန်ယုံလေးကထမင်းချက်ဖို့ပြင်ဆင်ပါတယ်။တတိကလက်ပိုင်းလေးကိုကြည့်ပြီးတော့ပြောင်းနေတဲ့ချိန်မှာမင်းကကိုဝင်ရှိနေရအောင်ထုတ်ပြလိုက်ပါတယ်။ခကြီးကပြင်ရောင်းလက်ထက်မလို့ပြောင်းနေတဲ့ချိန်မှာယုံလေးကခိုးလို့ပြေးသွားရတယ်။မိချေကမျက်ရည်ထွက်အောင်ငုံနေရဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘသူမှမသိတဲ့အလောင်းတစ်ခုကိုတွေ့လိုက်ရလို့ပဲဖြစ်ပါ ါတယ်။ပုတ်တုံးနေတဲ့ခနာကိုကဇလန်းဆာမာတို့ကတွေ့ခဲ့တဲ့လူပဲဖြစ်ပါတယ်။မင်းင်းကဧည့်သည်တွေကိုခေါ်ပြီးတော့အိမ်ပြန်ကအကူကြီးတောင်းညင်ပေမဲ့တတိယတော့သူကိုယ်တိုင်ကူညီရှင်နေပါတယ်။အနားမှာရှိတဲ့ဖုန်းကိုလက်ဝယ်ရနဲ့ဖွင့်လိုက်ပြီးတော့ပုံလေးကိုဝင်ကြည့်လိုက်ပါတယ်။လှေနဲ့သူကြီးစားကိုတွေ့လိုက်တဲ့အခါမှာတော့အနီးနားမှာလှေရှိမရှိစုံစမ်းကြတယ်။ကိုကျိုးကပြန်ကျင်နေပေမဲ့ယုံလျာလိုက်ရှာကျင်နေပါတယ်။နှစ်ယောက်သားရန်ဖြစ်တဲ့အခါမှာတော့မိချေတိုက်တွန်းချက်ရလိုက်ရှာဖို့အစီအစဉ်ဘက်ကိုမေးမြသွားပါတယ်။သူရဲ့လေမှာလည်းတက်စီက55မိနစ်အချိန်ကြာအောင်သာရှိပါတော့တယ်။ဟိုဒီဒီပတ်ကြီးရဲ့လှေကိုတွေ့လိုက်တဲ့အတွက်အနားမှာရလိုက်ပါတယ်။လေရင်ကိုတတိကလာမောင်းတဲ့အတွက်ရေကူပြီးတော့သွားကြည့်ဖို့ဂျုံလေးကတာဝန်ကျလာတယ်။တင်မော်ရ ဲမှာမျိုးသမီးရဲ့လောင်းကိုတွေ့လိုက်တဲ့အခါမှာတော့အလန်တကြားနဲ့ပြန်ထွက်လာတယ်။အသက်ရှင်နေတဲ့သူမရှိတော့တဲ့အတွက်သူတို့တွေကပြန်ဖို့ပြင်ကြတယ်။ကန်ဆုဆာနဲ့ပဲအဖြူအောင်ငမန်းအကြီးအရသူတို့စီကိုကူကတ်လာပါတယ်။သူ့ရဲ့ကြောကအချုံနဲ့ထိုးလိုက်တဲ့အခါမှာတော့လေငါပျက်စီးသွားတယ်။ရုံလေးကဒဏ်ရာသွားတယ်လို့လေငါလည်းတဖြည်းဖြည်းနဲ့ရေထဲကိုနေသွားပါပြီ။အသက်ကလေးကိုဖွင့်လိုက်ပြီးတဲ့နောက်မှာအသက်ကလေးဘော်ကိုတက်ဖို့လုံနေကြတော့တတိယဖုံးဆက်ပြီးတော့အကူကြီးလန်တောင်းပါတယ်။တတိပါအသက်ကလေးဘော်ရောက်သွားတဲ့အခါမှာတော့လေကနှမြုပ်သွားပါပြီ။ဒီလိုနဲ့ပဲသူတို့ကအကူကြီးလေးလာမအောင်ထိုင်ဆောင်နေကြပါတယ်။သူတို့ရဲ့အသက်ကလေးကကမ်းခြေနဲ့85ကီလိုမီတာဝေးတဲ့နေရာမှာရှိနေတဲ့အတွက်ကမ်းခြေကိုပြန်ရဖို့တနားနှစ်နာရီလောက်ကြာပါလိမ့်မယ်။ဒါကြောင့်မို့လို့သူတို့တနားနဲ့ င်မြကန်းကျင်တဲ့နေအောင်လှောက်ခတ်နိုင်မှုကြိုးစားလိုက်ကြတယ်။သူတို့လှောက်ခတ်နေတဲ့အချိန်မှာအောက်မှာတော့ငမန်းဖွဲ့လိုက်ကြီးကကူခတ်နေကြပါတယ်။အချိန်တော်ကြတဲ့အခါမှာတော့ရေချောင်းကပြောင်းလဲသွားပြီးတော့အသက်ကလေးကတဖြည်းဖြည်းနဲ့ရေနဲ့ပိုင်းကိုရောက်သွားပါပြီ။လက်ညောင်းလာရင်လူလဲပြီးတော့လေကိုလောကြတယ်။အမျိုးသမီးနှစ်ယောက်ကစကားတွေပြောနေကြရင်လည်းကိုချိုးကိုရေချောင်းတာပြောင်းစီရင်လို့ကြောက်တန်းကိုလာခဲ့တဲ့သူကအခုလိုမျိုးထပ်ဖြစ်သွားတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။မင်းင်းကလည်းတတိယငမန်းကိုက်ခံရပြီးတော့ဆေးုံမှာတည်နေတဲ့သူနဲ့ချိတ်ချိုက်ခဲ့တာဖြစ်ကြောင်းပြောပြတယ်။သူတို့တွေကကြိုးရိုးဆဆလုံးနေကြပြီးမြဲအနီးနားမှာငမန်းနေရှိနေတာကိုတော့မသိရသေးပါဘူး။တတိယအနီးဆုံးကမ်းကြီးကိုရောက်ဖို့130ကီလိုမီတာရှိကြောင်းတွက်ချက်ပြပါတယ်။ညအောင်တဲ့အခါမှာတော့တခြားသူ ဲ့အိမ်တွေမှာကိုကျိုးကအဖြစ်မှန်ကိုမေးလာတယ်။သူတို့ရဲ့အသက်ရှင်ဖို့အခွင့်အရေးက900ခန်းလုံးအောက်ကိုတောင်ရောက်ကြနေတာဖြစ်ပြီးတော့ငမန်းနေအနားမှာရှိတာဟုံမုံမေးပြီးတဲ့အခါမှာတော့ဟုတ်မှန်ကြောင်ဖြစ်ပါတယ်။ညအောင်တော့အလှည့်လဲပြီးတော့လှီလောကြပြန်နေ။ပင်မန်းနေရဲ့မိခြေကအိမ်ငိုက်တဲ့အခါမှာတော့လှော်တက်ကိုလွတ်ကြသွားတယ်။လွတ်ကြသွားမှန်းသိတဲ့အခါမင်းနင်းကမလန့်မကန့်မှမျောနေတဲ့လှော်တက်ကိုပြန်ဆဲဖို့လုပ်ပါတယ်။ရုတ်တရက်သူ့နောက်ကနေငမန်းကလိုက်လာတဲ့လှေဘောအမြန်တက်လိုက်ရတယ်။ဒီလိုနဲ့နာရီနေငယ်ကြတဲ့အခါမှာမိုးကရွာလာပါတယ်။တတိကသူ့ဝတ်တွေကိုချုပ်ပြီးတော့မိခြေနဲ့မင်းနင်းနှွေးအောင်ဝေခန်းလိုက်ပါတယ်။အင်ကြီးမွေးတက်တဲ့မိခြေကိုယုံလေးကကူညီမယ်လို့ကိုကျိုးနဲ့စကားများပါတယ်။တံဖြင်းနဲ့ကိုကျိုးကိုရေထဲပြုတ်ကြအောင်ရက်လိုက်မိတာပြန်တက်မယ်လို့ငမန်း န်းဆွဲစားတာကိုခံလိုက်ရပါပြီ။သူကြောင့်ခုလိုဖြစ်ရတာကိုတွေးနေမိပြီးတော့ဝမ်းနဲ့နေမိပါတယ်။မင်းင်းကလည်းကိုကျိုးကိုမကယ်လိုက်နိုင်တဲ့အတွက်သူ့ကိုယ်သူအဖြစ်တင်ပါတယ်။မင်းင်းကမိုးရီတွေကိုခွက်လေးနဲ့ခံလိုက်ပြီးတော့အချင်းချင်းများတော့ကြတယ်။တတိတို့ကလက်နဲ့အဖြစ်တုံးလို့ရမယ့်ပစ္စည်းတွေကိုဆူလိုက်တယ်။ငမန်းနဲ့တက်တဲ့တွေ့ရင်သူ့မျက်နှာနှလုံးကြားကိုထိုးဆိုင်လိုက်ဖို့ကိုကျိုးကမှာပါတယ်။စကားပြောနေတော့သူတို့အသက်ကလေးကိုငမန်းကလှမ်းပြလိုက်တဲ့အတွက်အကုန်လုံးအောက်ကိုကျသွားရတယ်။ငမန်းအစားခံရမှဆိုရင်လည်းလေးဘောအတင်းပြန်တက်ကြပါတယ်။ကိုကျိုးကအလန်တကြားကြီးကူးနေတဲ့အချိန်မှာငမန်းစားတာကိုခံလိုက်ရပါပြီ။မိုးလေးနဲ့တော့တော့ဝမ်းနဲ့နေရင်အပေါက်ပေါက်သွားတဲ့လေးကမကြခင်နှမြုပ်တော့မယ်ဆိုတာကိုသိလိုက်ပါတယ်။တတိကမင်းနှုံးနှုံးရောက်ကိုကမ်းခြေကိုရောက်ဖို့မြင်မ ြင်လိုခိုင်းပါတယ်။လျှောက်တက်တွေမရှိတော့တဲ့အတွက်လက်တွေကိုသုံးပြီးတော့မြင်မြန်လိုကြတယ်။သူတို့နားကိုငမန်းနှစ်ကောင်ရောက်လာတဲ့အတွက်တတိကတန်းတန်းနဲ့များတိုက်ခိုက်ပါတယ်။ငမန်းကလှုပ်လိုက်တဲ့အတွက်မိချေကအောက်ကိုပြုတ်ကျသွားပါတယ်။သူ့ကိုပေါ်ဆွဲတင်လိုက်ပြီးတဲ့နောက်မမောဖမ်းဖမ်းနဲ့အိတ်ပြောသွားတယ်။သူတို့ပြန်နိုးလာတဲ့အခါမှာတော့ကန်ကောင်းစွာနဲ့ပဲကုန်းမြစ်တနေရာကိုရောက်လာကြပါတယ်။ဝန်တာအာရဖြစ်နေတော့မှအနားမှာငမန်းနေရှိနေတာကိုသိလိုက်ရတယ်။အချင်းချောင်စောင့်နေတော့ပဲနဲ့မိချေကတော့ရေကူးပြီးတော့ကုန်းစီကိုအမြန်သွားပါတယ်။တတိတို့လင်မယားကလက်နဲ့တွေမိရှုမိပန်းနေနဲ့မိချေနောက်ကနေလိုက်ကြတယ်။သူတို့လင်မယားနှစ်ယောက်ကိုငမန်းတွေကလာတိုက်ခိုက်တဲ့အတွက်မိရှုမိပန်းကိုတုံကြပါတယ်။အဲ့နောက်မှာတော့တတိကငမန်းကောင်းကိုဓာတ်နဲ့ထိုးစားလိုက်တဲ့အတွက်တည်ဆုံသွားပါတယ်။အန ားမှာရှိတဲ့ငမန်းနောက်တစ်ကောင်ကမောပန်းနေတဲ့သူ့ကိုကိုက်တပစ်လိုက်ပါတော့တယ်။ဒါအောင်မြင်သွားတဲ့မင်းင်းကအယံဝမ်းနဲ့နေပေမဲ့အချိန်ရှိတဲ့အတွက်တက်တိမွေးပြီးတော့မိချက်စီကိုရေကူးသွားပါတယ်။မိချက်ကတော့တင်မောပြတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပေါ်ကိုရောက်နေပါတယ်။ငမန်းကိုတိုက်ခိုက်ဖို့လုပ်နေတဲ့မင်းင်းတို့ကရေထဲကိုပြုတ်ကျသွားပါတယ်။ဒါကြောင့်သူတို့တွေကုန်းပစ္စည်းကိုရအောင်အမြန်ဆုံးကူကျပြန်ပါတယ်။မိချက်ကကုန်းပစ္စည်းကိုကုနေတော့မင်းင်းကတင်မောပြတစ်ခုထဲကိုဝင်ပါတယ်။သူ့နောက်ကိုလိုက်နေတဲ့ငမန်းကအပြက်စီးရဲ့ကြားမှာညက်ပြီးတော့လုံမရဖြစ်နေတဲ့အချိန်မင်းင်းကမင်းမျောသွားပါတယ်။အဲ့ချိန်မိချက်ကသူ့နောက်ရောက်လာပြီးတော့လေပေးကခဲ့တင်ပါတယ်။မင်းင်းကငမန်းကိုတပ်ပြီးတဲ့နောက်မှာတော့မိချက်နဲ့တူတူကုန်းပစ္စည်းကိုကူကတ်သွားပါတော့တယ်။လူကြီးမင်းတို့လည်းကမ်းချင်မှာပန်းဖြစ်သွား ွာရင်တော့မမန်းနဲ့ဆုံကြပါစီလို့ဆုတောင်းပေးလိုက်ပါရစေ။